ရိုက်နေရတာဟယ်လိုအဲ့တော့ဒီနေ့ကဖတ်ဘူးတဲ့အရင်နေ့ကပေါ့နော်ဖတ်မိတဲ့အကြောင်းအရာလေး lucky case syndrome ဆိုတဲ့အကြောင်းလေးကိုတစ်ချက်ဝင်ပြခြင်းတယ်တချို့ကတော့လွယ်လွယ်လေးကောက်ကိုရှာဖတ်ရင်လည်း lucky case syndrome ကဘာလဲဆိုတာသိတဲ့လူတော့များမယ်လို့ထင်တယ်ပေါ့နော် lucky gay syndrome ဆိုတာဘာလဲဆိုရင်ကိုယ့်ကိုယ် lucky gay lucky gay လို့ယုံတာကောဒါပေမဲ့ယုံနေတာပြဿနာမရှိအဲ့ဒီယုံကြည်မှုရဲ့အနောက်ကွယ်မှာကြတော့ပါကြိုးစားအားထုတ်မှုအပြုမှုမရှိဘဲနဲ့ကောင်းတာတွေပဲဖြစ်လာမယ်ဆိုပြီးတော့ဇွတ်ယုံတာပေါ့နော်ပြောရရင်တော့အရင် positive ဖြစ်တာပေါ့ အဲ့တော့ကျမလည်း lucky ကအရင်လောက်တာပဲနေရာမှာလောက်လဲဆိုရင်စာမေးပွဲစာမေးပွဲဖြစ်ရင်အများဆုံးအဖြစ်အောင်တာများတော့လေအခုဆိုရင်ဘာမှမလုပ်ဘဲနဲ့ကိုကိုစာမေးပွဲအောင်မယ်လို့အလိုလိုထင်နေရပေါ့ဒီလိုအဲ့စာမေးပွဲတဘာကြီးစူးစမ်းအားထုတ်မှုလုပ်နေလဲဆိုတော့လေဘာမှမလုပ်ဒါပေမဲ့ကိုကို ဘာမှတော့မသိပေမဲ့စာမေးပွဲကြရင်ကောင်းကောင်းဖြေနိုင်မယ်ဆိုတော့ခံစားချက်ပေါ့နော်တကယ်တမ်းစာမေးပွဲဖြေတဲ့အခါကျရင်အဆင်ပြေပြေဖြစ်သွားတဲ့အခါမျိုးလည်းရှိတယ်လို့မျိုးလေတတော်စာမေးပွဲတွေရောက်မှချွေဇောချွေးတွေပြန်ပြီးရောလေအာငါဒီစာမေးပွဲအောင်ကျင်တာအောင်ကျင်တာကိုအခုမှမလုပ်မိဘူးဆိုတော့အာမျိုးကစာမေးပွဲဖြေနေတဲ့ခံစားမိတဲ့အခါမျိုးလည်းရှိရဲ့ပေါ့နော် အဲ့လိုပေါ့နော်ကိုကိုကိုလက်ကြီးခဲလို့ထင်တတ်ကြတဲ့သူတွေရှိတဲ့ရှိတယ်ဆိုရင်ပေါ့နော်ဒီအကြောင်းလေးကိုဝင်ပြချင်တာအားလေကျမတို့ကအရင်ဆုံး positive တော့မြင်ဖို့လိုတယ်ဒါကတော့ဂျင်းလေးပေါ့လို့တယ်ဒါပေမဲ့ positive ပဲမြင်နေရမှာမဟုတ်ဘဲနဲ့စိတ်ကူးပဲရင်နေရမှာမဟုတ်ဘဲနဲ့လက်တွေ့ကိုလည်းမြင်နိုင်ရမယ်ပေါ့နော်ဆောင်ပြီးပွဲဖြေဖို့ဆိုရင်ဂျင်းလေးပေါ့စာချက်ဖို့လိုတယ်ဆိုတဲ့အချက်ကိုပေါ့ပြီးတော့ရင်ကျတော့အလုံးမှာအဆင်ပြေရင်ဂျင်းလေးပေါ့ communication တက်ရမယ်အလုပ်ကိုတခြားလုပ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့ဒီကိုကတော့အမြဲတမ်း lucky ဖြစ်နေမှာဆိုတဲ့အတွေ့မျိုးပဲတွေးလို့မရအောင်လို့ င်တယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဆန္ဒပဲပြုနေတာမဟုတ်ပဲねဆန္ဒရဲ့အနောက်မှာကြတော့အပြုမူလည်းပါရမယ်ဆာမေးပွဲအောင်ခြင်းနဲ့အဲ့ဒီအတွက်ဆာမေးပွဲဖောင်တင်ထားမယ်အဲ့ဒါနဲ့လိုက်လို့ညီတွေ့တယ်ပြင်ဆင်မှုကိုလည်းလုပ်ထားမယ်ပေါ့နော် ပြီးတော့ရင်နောက်တစ်ခုကတကယ်ဖြစ်မလာခဲ့ရင်ကိုရဆန္ဒရောရှိရတယ်မတကယ်ဖြစ်မလာခဲ့ရင်ရောဆိုရဲအခြေအနေအတွက်လည်းပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ lucky ရေးဆိုတာကြတော့တကယ်တမ်းတော့ positive မြင်ဖို့ကရည်ကြီးတယ် positive မြင်ရမယ်ဒါပေမဲ့ positive မြင်ပြီးသွားရင်ဆိုရင်ကြတော့ဒီ positive ရဲ့အနောက်မှာတူတူလိုက်လာရမှာကအပြည့်အဝပေါ့နော်အဲ့တော့အပြည့်အဝတူတူလိုက်လာဖို့လိုတယ်ဆိုတော့ကိုကိုကိုပြင်ပြင်ပြီးတော့တတိပေးဖြစ်တယ်ပေါ့နော် positive စကလုံးတွေရာလေအရန်စွာရှိတယ်ဆိုတာဟုတ်တယ်ဒါပေမဲ့ positive စကလုံးရဲ့အနောက်မှာကျတော့ကိုကအပြုတ်မူလိုက်မလာတဲ့အခါကျရင် positive စကလုံးက dream ကလေ true ဖြစ်မလာနိုင်တော့ဘူးပေါ့နော်အဲ့တော့ positive က positive အဲ့ positive ဒီ dream ပဲဖြစ်နေမယ်အဲ့တော့ positive အပေါင်းအပြုတ်မူကြမှာဒီ dream ကနေပြီးတော့ true ဆိုတဲ့အမှန်တရားဖြစ်လာနိုင်တယ်ပေါ့နော် တော့ဒီနေရာ lucky case syndrome ဆိုတဲ့အကြောင်းလေးပေါ့သူများတွေပြောနေရင်ဘာလို့ပြောနေရလဲမသိပါဘူးဒါလေးကိုကျမရဲ့ channel ကနေကြည့်တဲ့သူတွေလည်းသိအောင်ဝေမျှရင်းနဲ့ကျမတို့ဒီကိုကိုကို lucky case လို့ခြင်းနေပေါ့ယုံလို့တော့ရတယ်ဒါပေမဲ့ယုံပြီးသွားရင်တော့တကယ် lucky case ဖြစ်အောင်အနောက်ကနေပြီးတော့အပြုတ်မှုလိုက်ရမယ်အဲ့တော့အတူတူအပြုတ်မှုပါလိုက်ဖြစ်အောင်လို့ကြိုးစားရအောင် ဒါပေမဲ့တကယ်တော့မလက်ဖြန်ဆောင်ပွဲဖြေရမှာပေါ့နော်ဒီဗီဒီယိုရိုက်နေအချိန်လည်းမလက်ဖြန်ဆောင်ပွဲဖြေရမှာတော့ပါပဲ။ဘာသာမှမကြက်ပဲဗီဒီယိုရိုက်နေရယ်ရိုက်ပြီးတော့ကိုကိုကိုအောင်မယ်လို့ယုံကြည်နေတော့ပေါ့နော်။အဲ့တော့လွယ်လွယ်နဲ့တော့ဒီပြုတ်မှုကကျွန်မတို့တော့ပြင်လို့ရရချင်ပါရလိမ့်မယ်။ဒါပေမဲ့စူးစမ်းပြီးတော့ပြင်ပါမယ်။စူးစမ်းပြီးတော့အပြုတ်မှုလိုက်အောင်လို့ဗီဒီယိုရိုက်ပြရနေဆက်ချက်ပါမယ်။အဲ့တော့အားလုံးလည်း lucky gay syndrome ကနေပြီးတော့ lucky gay acid တွေဖြစ်ပါစေလို့ပြောရင်းနဲ့ကျမတို့နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြပါမယ်။ Bye bye ။